Chelsea တင်းဟာလက်ရှိလူငယ်အစုဖွဲ့နဲ့ဆိုပရီးမီးယားလိဂ်ဖလားကိုမရနိုင်ဘူးလို့ပြောလာပြန်တဲ့ Paul Merson ချဲစီရဲ့အနာဂတ်ယီမန်းချက်တွေပေါ်ပေါ်မာစင်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြန်ပါပြီဟုတ်ပါတယ်အာဆင်နယ်ကနဝင်ဟောင်းဖြစ်တယ်လို့လက်ရှိစကိုင်းဘောဘောလုံးသုံးသက်သူပေါ်မာစင်ရဲ့မှတ်ချက်ဟာစတန်ဘူပရိပိသတ်တွေကိုဒေါသဖြစ်စီမလားဒါမှမဟုတ်လက်ခံစီမလားဆိုတာကစိတ်ဝင်စားစရာအချက်တစ်ခုဖြစ်ရှိလို့နေပါတယ်မကြသေးခင်ကမှကျင်းပပြုလုပ်ခဲ့တဲ့စကိုင်းဘောအစီအစဉ်တစ်ခုမှာပေါ်မာစင်ကချဲစီတင်းဟာလက်ရှိလူငယ်အစုခွဲနဲ့ဆိုပရီးမီးယားလိဂ်ဖလားကိုဘယ်တော့မှမရနိုင်ဘူးလို့အခုလိုမျိုးပြပြတတ်တာမှတ်ချက်ပြုပြောကြားခဲ့တာပဲဖြစ်ပါတယ်ပေါ်မာစင်ကချဲစီဟာအသ က်ငယ်တဲ့အတင်းတင်းဖြစ်တာကြောင့်ပုံမှန်ခြေစွမ်းမပြနိုင်ပါဘူးသူတို့ဟာရှုံးထွက်ပလာပြိုင်ပွဲတွေမှာပိုကောင်းတဲ့အတင်းတင်းဖြစ်ခြင်းဖြစ်ပါလိမ့်မယ်ပုံမှန်ခြေစွမ်းမပြနိုင်တဲ့အတင်းတွေဟာရှုံးထွက်ပလာပြိုင်ပွဲတွေမှာပိုပြီးတော့ကောင်းမွန်တက်ကြတာကလည်းတဘာဝပဲဖြစ်ပါတယ်တပွဲစီတိုင်းမှာဆိုရင်သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းကကောင်းမွန်ပြီးအနိုင်ရနိုင်စွမ်းရှိပေမဲ့လီယာဒီတစ်ခုလုံးကြာလာတဲ့အခါသူတို့ရုန်းကန်တက်ကြရပါတယ်38ပွဲကြာကစားရမယ့်ပရီးမီးယားလိလူခက်ခဲကြမ်းတမ်းတဲ့ပြိုင်ပွဲမှာတော့သူတို့ဟာစူပလာချင်းချောင်းနိုင်တဲ့အတင်းတင်းမဖြစ်နိုင်ပါဘူးချယ်စီကအဲ့ဒီလိုအဆင့်တန်းမှာပဲရှိပါ ါတယ်။သူတို့ဖလားပြိုင်ပွဲတွေစွပူးခဲ့ပြီးဒီနှစ်လဲရှုံးထွက်ဖလားတစ်ခုခုရနိုင်စွမ်းရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီလိုငယ်ရွယ်တဲ့အသင်းတွေတော့လီဖလားစုကိုမရနိုင်ပါဘူးလို့ပေါ်မာဆန်ကရှင်းရှင်းလင်းလင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။ပေါ်မာဆန်ရဲ့ဒီမတ်ချက်ဟာချယ်ဆီရဲ့လက်တွေ့ကျတဲ့အခြေအနေကိုထိထိမိမိထောက်ပြလိုက်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ကိုပါမားတို့လိုကစားသမားတွေတဦးချင်းစွမ်းဆောင်ရည်တွေရှုံးထွက်ဖလားတွေမှာအဆုံးဖြတ်ပေးနိုင်ပေမဲ့ပရီးမီးယားလိမ်မှာလိုအပ်တဲ့ယာတီတစ်လျှောက်လုံးတည်ငြိမ်တဲ့ရင်းချမ်းမှုအတွေ့အကြုံပိုင်းတွေကတော့လက်ရှိလူငယ်အသင်းမှာလိုအပ်နေသေးဆိုတာ ာကိုကျွန်တော်တို့ပြည်သက်တွေအနေနဲ့လက်ခံရမှာပဲဖြစ်ပါတယ်။ဒါကပြည်သက်တယောက်အနေနဲ့သဘောကျမိတဲ့အပိုင်းတစ်ပိုင်းဖြစ်ပေမဲ့တစ်ဖက်မှာလည်းဘသူကမှကိုယ်အသင်းကိုအလွယ်တကူအရှုံးပေးလက်နက်ချမှာတော့မဟုတ်ပါဘူး။ချဲစည်းဟာရေရှည်စီမံကိန်းအရာတည်ဆောက်နေတာဖြစ်ပြီးဒီလူငယ်တွေဟာအနာဂတ်မှာပုံမှုကောင်းမွန်လာနိုင်တဲ့အလားအလာတွေလည်းအပြည့်အဝရှိလို့နေပါတယ်။အချိန်တစ်ခုသာပေးလိုက်မယ်ဆိုရင်ယုံကြည်လိုက်မယ်ဆိုရင်ပေါ်မအစဉ်ရဲ့စကားကိုမှားယွင်းကြောင်တတ်သိပြနိုင်လိမ့်မယ်လို့ယုံကြည်တာကတော့ပြည်သက်တွေရဲ့သဘောမကျနိုင်တဲ့မျှော်လင့်ချက်တစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီလူငယ်စုဘွဲကိုယုံကြည်စိတ်ချရပြီ လီဖလာကိုစိတ်ခေါ်နိုင်ဖို့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့အချိန်ပေးသင့်သလားဒါမှမဟုတ်ပေါ်မဆင်းရဲ့အမြင်ကိုလက်ခံသင့်လားဆိုတာပြည်သက်တွေရဲ့အတွေ့အမြင်လေးတွေကိုလည်းအောက်ကကွန်မန့်ပေါ့တဲ့ဝင်ရောက်ဆွေးနွေးရည်သားပေးခဲ့ကြပါဦးအခုလိုမျိုးချဲစီသတင်းနဲ့ပွဲကျူပွဲပြီးသုံးသက်ချက်တွေကိုသိရှိရဖို့အတွက်ကျွန်တော်ရဲ့ကိုစားရဲ့ချဲစီလိုက် YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ